အသက်88နှစ်အထက်အိုမင်းမစွမ်းဘိုးဘွား900ကျော်ကိုပဲခူးတိုင်းပြည်မြို့မှာဖေဖော်ဝါရီ9ရက်နေ့ကဒေသခံပြည်သူတို့ကလှူဒန်းခဲ့ပါတယ်။ပြည်မြို့10ရက်ကွက်အတွင်းကဘိုးဘွား900ကျော်ကိုရက်ကွက်ထဲကဆင်းရဲနွမ်းပါသူတွေတဲကအဓိကရွေးချယ်ပြီးတဦးကိုချက်တောင်းနဲ့ဆေးဝါးအဝတ်ထည်တွေကိုလှူဒန်းခဲ့တာဖြစ်ပြီးပြည်ဘိုးဘွားရိတ်သားကဘိုးဘွားတွေကတော့လှူဒန်းတဲ့သူတွေပုံမှန်ရှိတာကြောင့်လို့ဆိုပါတယ်။အခုလိုလုပ်တယ်ဆိုတာလည်းအသက်ကြီးရွယ်ဦးတွေကအသက်ကြီးလာတဲ့အခါကျတော့အထီးကျန်ဆက်လာ တိကျန်ဆန်တဲ့တချို့မတတ်နိုင်တဲ့လူတွေဆိုဘိုးဆိုးတာပေါ့နော်မတတ်နိုင်တဲ့လူတွေကြတော့အရှိုးရှင်လေးစားခြင်းလည်းဖြစ်ဘူးတတ်နိုင်တဲ့လူကြတယ်တော့လည်းဘိုးဘွားတွေအပြေမထွက်ရတာလို့ပါလို့အထူးကျန်တယ်အဲ့ဒါအမတို့ကဘိုးဘွားတွေလည်းပြောအောင်ကိုတနိုင်တပိုင်းပေါ့ကိုတတ်နိုင်တဲ့ကွက်လက်ကိုတွေ့ကိုဖြစ်လိုက်တာပထမဒီလိုမျိုးကွဲကြီးလို့ကိုအစီအစဉ်တော့မဟုတ်ဘူးမတော့အိမ်မောက်စီလိုက်ပြီးတော့ကိုကကိုသားလေးလူလေးလိုက်ကမ်းတယ်ဒါပေမဲ့အဲ့ဒါအဆင်မပြေနိုင်ဘူးမလို့ပါဘူးလေဘာလို့အိမ်ကြီးကတည်းကအဝေးပတ်ရမှာဘလို့မှ၁၀ရက်ကွက်ရှိတာတစ်မျိုးလုံးမှန်တယ်အဲ့ဒါနဲ့သူတို့တွေကဒီလိုလိုစုယုံပြီးလူတွေလုပ်မယ်ဆိုပြီးတော့ စုပြီးတော့ပေးမယ်ရှိမှာဒီအခမ်းအနားလေးမပိုင်းလဲမကောင်းမရဘူးဆိုတစဉ်စဉ်တင်း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 အခုလိုဖြစ်သွားတာပြည်မျိုးရင်ကျေးမှုကားဆက်ရုံမှာပြုလုပ်တဲ့ဒီလူရန်ပွဲကိုမိုးမြင့်တာသွေးလူရှင်များအဖွဲ့အပါဝင်လူမှုရေးအဖွဲ့အစည်းတွေလည်းတက်ရောက်ခဲ့ကြပါတယ်ပထမတော့အမတို့ကဒီနေ့ကိုဟိုပါဘောကိုတနိုင်တစ်ပိုင်းတက်နိုင်တယ်တော့တစ်နေ့ကိုဘလောက်လူမဲပေါ့နော်အဲ့လိုမျိုးလေးလုပ်ထားတာမှာဘိုးဘွားကိစ္စနဲ့လေအမတို့တခြားဒီယောဂီဆောင်စောက်နေတဲ့ဟာလေးတွေကရှိရတယ်အမကဆေးရုံကြီးမှာရေရှုကတင်တာစောက်ဖို့လို့မတက်နိုင်ဘူးတယောက်တည်းမနိုင်ဘူး မနိုင်တဲ့အတွက်အမဆေးရုံဦးကြီးကလည်းဒီရေစုကိုင်တန်ဖြစ်မြင့်နေလာဆိုတော့အမရဲ့မိတ်ဆွေတွေရှိရမလူခံလိုက်တဲ့အရင်ကြီးဆုံးမိတ်ဆွေတွေရှိရလူခံမျိုးတယောက်ကို၁၀သိန်း၅သိန်းရောက်မှရစီရလဲပါတော့အဲ့လိုလူတွေခံပြီးတော့အမတို့၁၀သိန်းမှတီးပြီးတော့ဆေးရုံကြီးဘက်ကိုလူခံတယ်ခံတဲ့လူတွေညဘက်ကိုပုံပြီးတော့ပေးရမယ်ပွဲလေးတစ်ပွဲလေးလုပ်လိုက်တယ်အဲ့ဒီပွဲလေးတွေကရတဲ့ပစံတွေအကုန်လုံးကိုလည်းဆေးရုံကြီးရွှေ့ပြန်လိုက်စပြည်စေယုံကြီးမှာလိုအပ်နေတဲ့ရေချိုးကန်းနဲ့တန့်စင်ကန်းတွေပြုပြင်ဖို့အတွက်လဲရံမုံငွေဂီတဖျော်ပြပွဲတစ်ခုကိုလည်းပြုလုပ်ခဲ့ပါဗျာ Thank <music> you.